မင်္ဂလာပါကျွန်တော်အခုရောက်နေတာကတော့ Success Mall ရဲ့ Bangkok Bangpo ရုံးထဲမှာဖြစ်ပါတယ် Success Mall စီးပွားရေးကိုကျွန်တော်တို့အရင်ဦးဆုံးရောက်လာတဲ့မိတ်ဆွေတွေက Success Mall မှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ပဲရောက်လာရောက်လာကိုကဝင်ငွေကိုအများဆုံးရရှိဖို့အတွက်အဓိကလုပ်ရမယ့်အချက်ကတော့ Success Mall မှာကျွန်တော်ပို့ပြီးတော့မှတိနားလေတဘောပေါအောင် လေ့လာသင်ယူဖို့အတွက်အဓိကလိုပါတယ်ကျွန်တော်တို့ အဓိကဘာရင်လောက်ရမှာလဲမေးလို့ရှိရင်အရင်ဦးဆုံးမလုံးခင်မှာကိုယ့်ရဲ့အလုပ်ကြောင့်ကိုတိဖို့အတွက်လိုတာဖြစ်ပါတယ်နံပါတ်1အဓိကသိရမှာကတော့ success mode ရဲ့ network marketing ရဲ့သဘောတရားကိုနားလည်အောင်သင်ယူရမှာဖြစ်ပါတယ်ပြီးတော့နောက်ထပ်က success mode ရဲ့ထုတ်ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းပဲဖြစ်ပါတယ် success mode မှာကျွန်တော်ကဈေးနှုန်းကဆိုတော့အသင်းဝင်ဈေးနဲ့ပြန်လဲရောင်းဈေးကျွန်တော်ကကိုကပြန်လဲပြီးတော့ရောင်းတဲ့အခါမှာလက်လီအမြဲပြန်ရနိုင်ဖို့အတွက်ထုတ်ကုန်ပစ္စည်းရဲ့ဈေးနှုန်းတွေကိုလည်းတေချာလေ့လာဖို့လိုတယ်ပြီးတော့ပစ္စည်းတစ်ခုချင်းစီတိုင်းမှာလည်း PV မှတ်ဆိုပြီးတော့ပစ္စည်းတိုင်းမှာပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကို ့ရဲ့ဒီကုမ္ပဏီရဲ့ပစ္စည်းရဲ့ PV ဈေးနှုန်းတွေကိုကျွန်တော်ကျွမ်းကျင်ဖို့အတွက်အဓိကလိုပါတယ်။အဲ့တော့ဒါကြောင့်မို့ကျွန်တော်အားလုံးနေတဲ့ကစီးပွားရေးလာပြီးတော့လောက်ကင်တာဖြစ်ဖြစ်ဈေးရောင်းဖို့အတွက်ဝင်လာတာဖြစ်ဖြစ်ကိုယ်ကတစ်ခုခုကိုကျွမ်းကျင်အောင်တကယ်လေးလာသိယူခြင်းအဖြစ် success မှာမှာဝင်ဝေကိုမြန်ဆန်စွာရရှိနိုင်တာဖြစ်တယ်။ကျွန်တော်ဆိုရင်ဒီ success မှာကိုရောက်လာတာဆိုရင်တော့ဈေးရောင်းဖို့အတွက်လာလာခဲ့တာမဟုတ်ဘူးစီးပွားရေးတကယ်လုပ်ဖို့အတွက်လာခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ဆိုရင် success မှာရဲ့စီးပွားရေးအကြောင်းဖြစ်တဲ့ကုမ္ပဏီအကြောင်းတွေကိုကျွန်တော်အသေးစိတ်လေးလာရတယ်ပြီးတော့ဈေးကွက်ပလန်ကိုကျွန်တော်ကတေးချာ သဘောပေါက်အောင်ပြန်လည်မျှဝေတတ်အောင်ကိုကိုယ်တိုင်လှုပ်ဆောင်တတ်အောင်ပြီးတော့လူတွေကိုပြန်မိတ်ဆက်တတ်အောင်အကောင်းဆုံးအမြန်ဆန်သင်ယူရတယ်ခင်ဗျအဲ့တော့ဘယ်လုပ်ငန်းမျိုးမဆိုကျွန်တော်ကကျွမ်းကျင်တဲ့အရေးအစစ်ထိကိုလေးလာထားနိုင်တဲ့အခါမှာကိုများများပြန်လုပ်တဲ့အခါမှာဝင်ငွေကို သူများနဲ့မတူတဲ့ဇာတ်တို့ကျွန်တော်ပို့ပြီးတော့ရရှိနိုင်တာဖြစ်ပါတယ်အခုဒီလိုလေးကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေမှာကျွန်တော်တို့ကအာဆက်ဆက်မော်စီဝါရေးကိုစပြီးတော့ဝင်လာတဲ့သူပဲဖြစ်ဖြစ်လက်ရှိစူးစမ်းနေတဲ့သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရည်မှန်းချက်ပြတ်မှတ်ကိုဥတီချက်တက်တက်ထားပြီးတော့လုပ်မယ်ဆိုရင်တော့မိတ်ဆွေတွေအာစပြီးဝင်လာတဲ့သူဆိုရော၃လထဲမှာလည်း brown ဖြစ်နိုင်တယ်တို့၄လထဲမှာလည်း brown ဖြစ်နိုင်တယ်မြင်မြန်ဆန်ဆန်လည်းမိတ်ဆွေတို့ကယာဒူးဝင်ငွေအမြန်ဆုံးရရှိနိုင်တာဖြစ်တယ်ဒီနေရာမှာတချို့တော့ဒီစီးပွားရေးမှာဝင်လာပြီးတော့ကြံ့ကြာနေတဲ့သူတွေဆိုရင်တော့ဒါကျွန်တော်အနေနဲ့တော့တို့တို့ကိုဂ ုံယူတယ်ဘာကြောင့်အချိန်တစ်ခုကိုအာကျွန်တော်တို့ဇွဲလုံးလောက်ဝီဒီယာရှိရှိနဲ့ဆက်ဆက်ပေါ်မှာကျွန်တော်လာပြီးတော့စ조사နေတာကိုတွေ့မြင်ရတဲ့သူကဂုံယူတယ်တို့တော်များလည်းကျွန်တော်ဝင်ငွေအမြန်ရစီချင်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့ဒီမလုံရသေးတဲ့အရာတွေကိုဖြည့်ဆွတ်ပြီးတော့အမြန်ဆုံးလုံဆောင်ပါလို့လည်းပြောချင်ပါတယ်ခင်ဗျာဆက်ဆက်စမောကုမ္ပဏီပါကရိုးရှင်းတာကဘာလဲဆိုရင်တော့ဘလို့လူမျိုးမဆိုဝင်လာတာနဲ့ဒန်းတူညီမြဆက်ဆက်စမောရဲ့ဈေးကွက်ပလန်ဤစနစ်တွေကိုတူညီစွာလုံခြုံရနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာ ိုများများတင်ယူလေများများရလေပဲအောင်မြင်သွားတဲ့ diamond တွေလည်း success mode ရဲ့ဒီဈေးကွက် plan ဒီနီးစနစ်တိုင်းကုမ္ပဏီရဲ့ဒီတင်ပြပေးတိုင်းလုံးဆောင်ပြီးတော့အောင်မြင်သွားတာဖြစ်တဲ့အတွက်ကြောင့်ဘာမှအခက်အခဲမရှိဘူးလို့ကျွန်တော်ကမြင်တယ်မိမိကလက်တွေ့ live စူးစမ်းရုံပဲဒါကြောင့်မို့ကျွန်တော်ကအချိန်တွေကိုစီမံခန့်ဝဲပြီးတော့ကျွန်တော်ကလုံတင်တဲ့အချိန်မှာလုံရမယ့်အချိန်တွေမှာဖြစ်ချိန်ဖြစ်ချင်တဲ့အရာထက်ဖြစ်တဲ့နာကိုဦးစားပေးပြီးစူးစမ်းမယ်ဆိုရင်မိတ်ဆွေတို့အောင်မြင်နိုင်ပါတယ်လောကကြီးထဲမှာကျွန်တော်တို့စီးပွားရေးလည်းလုပ်တယ်ဆိုတဲ့ကတော့ပုံမှန်လွတ်လွတ်လပ်လပ်တော့နေရှင်တို့ရောပဲရပါ ါမလဲခင်ဗျာကျွန်တော်တို့အေးစစ်ပဲနေရှင်တယ်လှုပ်လှုပ်လက်ပဲနေရှင်တယ်ဆိုတာအပြင်လောကကြီးအပိုင်းဒါပေမဲ့ကျွန်တော်စီးပွားရေးလည်းလုပ်တဲ့အခါမှာကွာစီးပွားရေးဘောင်ထဲမှာကျွန်တော်တို့ဟာစီးပွားရေးဓမ္မတရားဖြစ်အောင်ကိုယ့်ရဲ့အချိန်တွေကိုပြည့်ပြည့်စုံစုံစီမံခန့်ခွဲပြီးတော့စူးစမ်းလုပ်ကင်မယ်ဆိုရင်တော့မိတ်ဆွေတီအောင်မြင်မှုကိုမြန်ဆန်ရမယ်ရေရှည်ရမယ်လူများကိုလည်းအောင်မြင်အောင်ကျွန်တော်လက်စိတ်ကံသင်ပြပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီရွယ်လေးကိုကြီးစုနေတဲ့ success mom စီးပွားရေးစတင်ဖို့စူးစမ်းမဲ့သူတွေရောစူးစမ်းနေတဲ့အခုအောင်မြင်အောင်သွားနေတဲ့သူတွေအားလုံးရော success mom မှာအမြန်ဆုံးကျွန်တော်တို့ရဲ့အောင်မြင်မှုအကြီးကြီးကိုရရှိ တော့ဒက်ဆက်ဆက်လို့ခေါ်တဲ့သင်တန်းမှာကျွန်တော်တို့အားလုံးစုတက်ယူနိုင်တဲ့ဒီဖြစ်ဖို့အတွက်ကျွန်တော်အားလုံးမျှော်လင့်ပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်ပါ